တ်ရှုနာစဉ်တနစ်တာနှုတ်ကပတ်တမန်တရားအစီအစဉ်မှအကျိုးဆိုပါတယ်။ဒီကနေ့ဖတ်ရှုနာစီရမယ်နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ရှင်မသဲခရစ်ဝင်ခန်းကြီး7မှ7တိဖြစ်ပါတယ်။ရှင်မသဲခရစ်ဝင်ခန်းကြီး7ထို့သောတကြိတ်နှပါသော တပည့်တော်တို့ကို အကုန်စင်မှထားတော်မူပြီးလျှင်မြို့ရွာများတို့၌ဆုံးမဩဝါဒပေးခြင်းက၎င်း တတင်းကြားပြောခြင်းက၎င်းထိုအရမကြွတော်မူ၏ခရစ်တော်ပြုတော်မူသောအမှုတို့ကိုယောဟန်သည်ထောင်ထဲမှကြားသောအခါမိမိတပည့်နှစ်ယောက်ကိုစီလို၍ကိုယ်တော်သည်ကြွလာသောသူမှန်သလားသို့မဟုတ်အခြားသောသူကို မျော်လင့်ရပါမည်တော်ဟုမေးလျှောက်စေ၏ယေရှုကလည်းသင်တို့သည်ကြားရသမျှ မြင်ရသမျှတို့ကိုသွား၍ယောဟန်အားကြားလျှောက်ကြလော့မျက်စိကန်းသောသူတို့သည်မျက်စိမြင်ရကြ၏ခြေမစွမ်းသောသူတို့သည်လမ်းသွားရကြ၏နူနာဆွဲသောသူတို့သည်တန့်ရှင်းခြင်းသို့ရောက်ရကြ၏နားပင်သောသူတို့သည်နားကြားရကြ၏တေသောသူတို့သည်ထမြောက်ခြင်းသို့ရောက်ရကြ၏စင်းရဲသားတို့သည်လည်း ဝမ်းမြောက်เสียတဲ့တင်းကိုကြားရကြ၏ငါကြောင့်စိတ်မပြတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏ထိုသူတို့သည်သွားကြသည်နောက်ယေရှုသည်ယောဟန်ကို အကြောင်းပြု၍ပရိသတ်တို့အားသင်တို့သည်အဘယ်မိသောအရာကိုကြည့်ရှုခြင်းကတောသို့ထွက်သွားကြသည်နီလေလောက်သောကျူပင်ကိုကြည့်ရှုခြင်းက ွားသလောသို့မဟုတ်နူးညံ့သောအဝတ်ကိုဝိစင်သောသူကိုချီးရှုခြင်းကသွားသလောနူးညံ့သောအဝတ်ကိုဝိစင်သောသူတို့သည်မင်းအိမ်၌နေတတ်ကြ၏ပရောဖက်ကိုချီးရှုခြင်းကသွားသလောမှန်ပေ၏ပရောဖက်ထက်ကြီးမြတ်သောသူလည်းဖြစ်သည်ဟုနာဆို၏ကျမ်းစာ၌လာသည်ကားချီးရှုသောတင့်သွားရလမ်းကို ပြင်ရသောငါဤတမန်ကိုတင်းရှိ၌ငါစီလူဤဟုဆိုရ၌ထိုသူကိုဆိုလိုသည်ငါအမှန်ဆိုသည်ကားမိမ့်မမွေသောသူတို့တွင်ဗာဒီဇန်ဆရာယောဟန်ထက်ကြီးမြတ်သောသူတယောက်မြမပေါ်မထွန်းသည် သို့တော်လည်းကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏ဗာဒီဇန်ဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင်ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏အနိုင်အထက်ပြုသောသူတို့သည်လည်းလူယူဝင်စားရကြ၏ယောဟန်မရောက်မီတိုင်အောင်ပညတ်တိကျမ်းအနာဂတ်တိကျမ်းရှိသမျှတို့သည်ဆုံးမဩဝါဒပေးကြ၏တင်တို့သည်ငါစကားကိုနားခံနိုင်လျှင်ဤသူကလာလက်တဲ့သောအေလိယျ ဖြစ်သည်။ကြားစီယာနားရှိတော်သူမည်သည်ကကြားပါစီ။ဤလူမျိုးကိုအဘယ်ဥပမာနှင့်ပုံပြရအံ့ဤဘွဲတပင်၌ထိုင်နေသောသူငယ်တို့သည်မိမိသူငယ်ချင်းတို့အားအတန်ကိုလွင့်၍ငါတို့သည်တာယာစွာတိမုတ်တော်လဲတင်တို့သည် မကကြညီးတားစွာမိတန်းတော်လဲမငိုကြွေးကြဟုပြောဆိုသော သူငယ်တို့နှင့်ဤလူမျိုးသည်ဒူလာ၏အကြောင်းမူကားယောဟန်သည် မစားမတောက်ပဲလာသည်ရှိသော သူတို့ကဤသူသည် နှက်ဆိုးဆွဲသောသူပါတကားဟု ဆိုကြ၏လူသားသည်စားတောက်လျက်လာသည်ရှိသောဤသူသည်စားကျူးသောသူစပြည့်ရေတောက်ကျူးသောသူပါတကားအခွန်ခံသောသူနှင့်သိုးသောသူတို့ကိုမိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ၏ ို့တော်လဲပညာတရားသည်မိမိသားတို့တွင်ကဲ့ရဲ့ပြည့်တင်ခြင်းနှင့်လွတ်သည်ဟု မိတ်တော်မူ၏ထိုအခါများစွာသော တကူတော်ကို ပြတော်မူသောမြို့ရွာတို့သည်နောင်တမရသောကြောင့်ထိုမြို့တို့ကိုဤသို့ကဲ့ရဲ့ပြည့်တင်တော်မူ၏အိုခောရာဇိမ်မြို့တင်သည့်အမင်္ဂလာရှိ၏အို ဖက်ဇေဒမျိုးတင်သည် အမင်္ဂလာရှိ၏အကြောင်းမူကားတင်တို့တွင် ပြသောတံဖိုးကိုသူရုမျိုးနှင့်ဇီးတုံမျိုးတို့တွင် ပြဘူးလျင်ထိုမျိုးတို့သည်ရှေးကာလ၌ဒီယိုတီအဝတ်ကိုဝတ်၍ပြာနှင့်လူးလျက်နောင်တရကြလိမ့်မည်ငါဆိုသည်ကားတရားဆုံးဖြတ်သောနေ့၌တင်တို့သည်သူရုမျိုးနှင့် ဇီးတုံမျိုးထက်သာ၍ခံရကြလက်တံအိုကပိယနောင်မျိုးတင်းသည်မိုးကောင်းကင်တန်အောင်မြောက်စားခြင်းကိုခံရတော်လဲမရဏနိုင်ငံတိုင်အောင်နှိတ်ချခြင်းကိုခံရလက်တံအကြောင်းမူကားတင်၌ပြသောတကိုးကိုသောတုံမျိုး၌ပြုဘူးလျင်ထိုမျိုးသည်ယခုတိုင်အောင်ကြည်ရ၏ငါဆိုသည်ကားတရားဆုံးဖြတ်သောနေ့၌တင်သည် တော်ရုံမြို့ထက်တာ၍ခံရလက်တန်းဟု မိန့်တော်မူ၏ထိုအခါယေရှုကကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောဖာကိုတော်သည်ပညာလိမ္မာနှင့်ပြည့်စုံသော သူတို့အားဤရာများကို ထိန်ဝက်ကွယ်ထားလျက်သူငယ်တို့အားဖော်ပြတော်မူသည်ဖြစ်၍ယေရှုတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏ထိုသို့ အလိုတော်ရှိသောကြောင့်မှန်ပါ၏အဖာ ငါဤခမည်းတော်သည်ခတ်သိမ်းသော အရာတို့ကိုငါ၌အပ်ပေးတော်မူပြီခမည်းတော်မှတပါအဘယ်သူမျှသားတော်ကိုမသိသားတော်နှင့်သားတော်သည် လင်းစေလိုသောသူမှတပါအဘယ်သူမျှခမည်းတော်ကိုမသိဝန်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေမည်ငါထံဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့ ငါသည်နူးညံ့တိမ်မွေ့နှိတ်ချသောစိတ်တော်ရှိ၏တင်တို့စိတ်နှလုံးသည်တက်တာချင်းကိုရလိမ့်မည်အကြောင်းမူကားငါထံဝိုးသည်ထမ်းလွယ်၏ငါဝုန်လဲပော့ဤဟုမိတ်တော်မူ၏ရှင်မသက်ခရင်ဝင်အခန်းကြီး7နှင့်ထိုကာလအခါယေရှုသည် ဥပုံနေ၌ဂျုံစပါးလေခွက်တို့ကိုရှောက်ကြွတော်မူလျှင် တပည့်တော်တို့သည်စာမှုသောကြောင့်စပားအသီးအနှံကိုဆွ့၍စားကြ၏။ပါရီရှဲတို့သည်မြည်လီကိုရော်ဤတပည့်တို့သည် ဥပုံနေ၌မပြုတ်အပ်သောအမှုကို ပြုကြပါသည်တကားဟုပြောကြသောကိုရော်ကဒါဝိဒ်သည်မိမိအဖော်တို့နှင့်တကွမွသိသောအခါဘုရားသခင်၏အိမ်တော်သို့ဝင်၍မိမိမစားအပ်မိမိအဖော်မစားအပ် ယေဘရဟိတို့သာစာအပ်သောရှေ့တော်မှုကိုစားသည့်အကြောင်းကိုတင်တို့သည်မဖတ်ဘူးသလောယေဘရဟိတို့သည်လည်းဗိမာန်တော်တွင်ဥပုပ်နေ၌ဥပုပ်ပြတ်တော်လဲအပြည့်မတင်သည်ကိုပြည့်နေကြည်ကြမ်း၌မဖတ်ဘူးသလောငါဆိုသည်ကဤအရ၌ဗိမာန်တော်ထက်သာ၍ကြီးမြတ်သော အရာရှိ၏ရေပူဇော်ခြင်းအကျင့်ထက် တနာချင်းဂယုဏအချင်းကိုငါနှစ်သက်ဤဟူသောဂျမ်းစကားကိုတင်တို့သည် နားလေလျင်အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီလူသားသည် ဥပုံနေကိုအစိုးရသည်ဟု မိတ်တော်မူ၏ထိုအရမကြွ၍တရားစီရသူဝင်တော်မူ၏လက်တစ်ဖက် သေသောသူတယောက်ရှိသည်ဖြစ်၍လူအချို့တို့ကဥပုံနေ၌ ယောဂါကိုငိမ့်စေအပ်သလောဟုကိုရော၌အပြစ်တင်ခွင်းကိုရှာ၍မေးလျှောက်ကြ၏ကိုရော်ကလည်းမိမိ၌သိုးတကောင်တည်းရှိ၍ထိုသိုးသည်ဥပုံနေ၌တွင်းထဲသို့ကျလျင်မဆွဲမတင်ပဲနေမိသူတစုံတစ်ယောက်မြတင်တို့တွင်ရှိသလောလူသည်သိုးထက်အလွန်မြတ်ပေ၏ထိုကြောင့်ဥပုံနေ၌ ်ဂျေစုပြုအပ်သည်ဟုပြန်ပြောတော်မူပြီးမှထိုသူအားတင်းဤလက်ကိုဆန့်လောဟုမိတ်တော်မူ၍သူသည်မိမိလက်ကိုဆက်လျင်ထိုလက်သည်လက်တစ်ဖက်ကဲ့သို့ပဂတိဖြစ်လေ၏ထိုအခါပါရီရှဲတို့သည်ထွက်၍ကိုရောကိုအပေသို့ဖြည့်စည်းရအံ့ဤဟုတိုင်ပင်ကြ၏ယေရှုသည် သိတော်မူလျှင်အခြားသို့ ပြောင်းကျ၍များစွာသော လူအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသဖြင့်သူတို့၏အနာရောဂါရှိသမျှတို့ကိုငြိမ့်စေတော်မူ၏ထိုသူတို့သည်တည်င်းတော်ကို မဖွင့်ရမီအကြောင်းပြည့်ညက်တော်မူ၏ထိုအကြောင်းအရာကပရောဖက်ဟေရှာယ၏နှုတ်ထွက် ပြည့်စုံမီအကြောင်းကြီးနှုတ်ထွက်အချက်ဟုမူကား ငါရွေးချယ်သောငါကြုံရင်ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့ထိုသူဤအပေါ်၌ငါဝိညာဉ်ကိုငါတည်စေမည်သူသည်လူအမျိုးမျိုးတို့ကိုတရားပေးလိမ့်မည်ငင်းခုန်ခြင်းဟစ်ကြော်ခြင်းကို မပြုတ်မှု၍လန်ခီး၌သူဤအတန်ကိုအပေသူမြတ်မချားစီရနင်းနယ်လျက်ရှိသောကျူပင်ကိုမချို့ မိကိုများသောမိစာကိုမသက်တရားသည်အောင်မြင်သောရောက်မိအကြောင်းစီရင်လိမ့်မည်သူဤနာမကိုလည်းလူအမျိုးမျိုးတို့သည်ကိုးစားကြလိမ့်မည်ဟု ဟောထားသည်ထိုအခါနတ်ဆိုးဆွဲသော လူကံလူအတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြလျင်ထိုလူကံလူအသည် မျက်စိမြင်၍စကားပြောနိုင်အောင် ကယ်မတော်မူ၏လူအစုအဝေးအပေါင်းတို့သည်မိန်မောတွေ့ဝေ၍ဤသူသည်ဒါဝဲဤသားတော်ဖြစ်လိမ့်မည်လောဟုပြောဆိုကြ၏ပါရီရှဲတို့သည်ကြားလျင်ဤသူသည်နတ်ဆိုးမေဘေလဇေဘူးလကိုအမိပြု၍သာနတ်ဆိုးတို့ကိုနင်ထုတ်သည်ဟုဆိုကြ၏ယေရှုသည်ထိုသူတို့၏စိတ်ကို တည်တော်မူသည်ဖြစ်၍တိုင်းနိုင်ငံမြည်သည်ကမိမိနှင့်မသိမတင့်ကွဲပြားလျင်ပျက်စီးခြင်းသို့ ရောက်လိမ့်မည်မြို့ရွာဖြစ်စေအိမ်ဖြစ်စေမိမိနှင့်မသိမတင့်ကွဲပြားလျင်မကြည်နိုင်ရာစာတန်သည်လည်းစာတန်ကိုနင်ထုတ်သည်မှန်လျင်သူသည်မိမိနှင့်ကွဲပြား၏သူ၏နိုင်ငံသည်အဘယ်သို့တည်နိုင်မည်နီငါသည် ေလဇေဘူးလာကိုအမိပြု၍နတ်ဆိုးတို့ကိုနင်ထုတ်သည်မှန်လျင်သင်တို့ဤသားတို့သည်အဘယ်သူကိုအမိပြု၍နင်ချုပ်ကြသည်။ထို့ကြောင့်သူတို့သည်သင်တို့အားတရားစီရင်တော်သူ ဖြစ်ကြလိမ့်မည်။ငါသည်ဖျားသခင်၏ဝိညာဉ်တော်ကို အမိပြု၍နတ်ဆိုးတို့ကိုနင်ထုတ်သည်မှန်လျင်အကယ်စင်စစ်သင်တို့၌ဖျားသခင်၏နိုင်ငံတော် ဒီချိန်ရောက်လေပြီသူရဲကိုရှေးဥစွာမချီမနောက်လေအဘဲသူသည်သူရဲအိမ်သို့ဝင်၍သူ၏ဥစ္စာကိုလူယူနိုင်အပ်နီသူရဲကိုချီနှောင်ပြီးမှသူ၏အိမ်ကိုလူယူနိုင်၏ငါဘက်၌မနေသောသူသည်ငါရံဘက်ဖြစ်၏နာနှင့်အတူမဆုသိမ့်သောသူသည်ကျဲဖြန့်သောသူဖြစ်၏ ထို့ကြောင့်ငါဆိုဒီကပြည်မာသောအပြစ်ဖျားကိုကဲ့ရဲ့သောအပြစ် အမျိုးမျိုးတို့နှင့်လွတ်စေခြင်းခွင့်ကို လူတို့သည်ရနိုင်ကြ၏ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းခွင့်ကိုလူတို့သည်မရနိုင်ကြလူသားကိုနှုတ်ဖြင့်ပြည်မာသောသူ၏အပြစ်ကိုလည်းလွတ်နိုင်၏တန်ရှင်သောဝိညာဉ်တော်ကိုနှုတ်ဖြင့် ပြင်းမာသောသူ၏အပြစ်ကိုယခုဘဝနောင်ဘဝ၌မလွတ်နိုင်အတီးအားဖြင့်အပင်ဤသဘောထင်ရှားသည်ဖြစ်၍အတီးကောင်းလျင်အပင်ကောင်းသည်ဟုဆိုကြလော့အတီးမကောင်းလျင်အပင်မကောင်းဟုဆိုကြလော့အချင်းမွေစိုးအမျိုးတို့တင်တို့သည်အဆိုးဖြစ်လျက်ကောင်းသောစကားကိုအဘယ်သို့ပြောနိုင်မည်နည်း စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မွက်တတ်၏ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဗန္နာတိုက်ထဲကကောင်းသောအရာတို့ကိုထုတ်ဖော်တတ်၏မကောင်းသောသူသည်မကောင်းသောဗန္နာတိုက်ထဲကမကောင်းသောအရာတို့ကိုထုတ်ဖော်တတ်၏ငါဆိုသည်ကားလူတို့သည်အကျိုးမဲ့သောစကားကို ပြောသည်မအတွေ့တရားဆုံးဖြတ်သောနေ့၌စစ်ကြောခြင်းကို ခံရကြလက်တန်။တင့်စကားများအဖြစ်တင်းသည်အပြည့်လွတ်လိမ့်မည်။သို့မဟုတ်တင့်စကားများအဖြစ်အပြည့်စီရင်ခြင်းကို ခံရလိမ့်မည်ဟု မိတ်တော်မူ၏။ထိုအခါအချို့သော ကျမ်းပြုစီရာနှင့်ပါရီရှဲတို့ကအရှင်ဖျားအကျွန်ုပ်တို့သည်ကိုယ်တော်ပြတော်မူသော နမိတ်လက္ခဏာတစုံတစ်ခုကို င်ကျင်ပါသည်ဟုလျှောက်ကြလျင်ကိုတော်ကသုံးညွေမြောက်မှထားသောအမျိုးသည်နမိတ်လက္ခဏာကိုတောင်းသည်မှာပရောဖက်ယောနာ၏နမိတ်လက္ခဏာမှတပါအဘယ်လက္ခဏာကိုမြသူတို့အားမပြရာယောနာသည်ငါကြီးဝမ်းထဲမှ သုံးရက်နေရတကယ်သို့လူသားသည်မြေကြီးထဲမှသုံးရက်နေရလက်တန်း တရားဆုံးဖြတ်တော်မူသောအခါနိနဝေမြို့သားတို့သည်ဤလူမျိုးတစ်ဖက်၌ထား၍အရှုံးခံစေလက်တံအကြောင်းမူကားထိုမြို့သားတို့သည်ယောနဟောပြောသောစကားကြောင့်နောင်တရကြ၏ဤရ၌ကယောနထက်သာ၍ကြီးမြတ်သောသူရှိ၏တရားဆုံးဖြတ်တော်မူသောအခါတောင်ပြီကိုအစိုးရသောမိဖုရားသည် ဤလူမျိုးတစ်ဖက်၌ထား၍အရှုံးခံစေလက်တံအကြောင်းမူကားထိုမိဖုရားသည်ရောလမုမင်းကြီး၏ပညာစကားကိုနားထောင်ခြင်းကမြေကြီးဆုံးမလာ၏ဤရ၌ကရောလမုထက်သာ၍ကြီးမြတ်သောသူရှိ၏ညဉ့်ညူသောနတ်သည် လူတဲကထွက်လျင်ခြောက်ကပ်သော အရက်တို့၌လေ၍ငြိမ်ဝှက်ခြင်းကိုရှာတတ်၏ မတွေ့လျေငါသည် ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရအောင်မည်ဟုဆို၍ရောက်သောအခါထိုအိမ်သည်လွတ်လပ်၍တုတ်တင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သောမိမိထက်သာ၍ညဉ့်ညူသောနတ်ဆိုးခုနှစ်ယောက်ကိုခေါ်ပြီးလျှင် ထိုလူတဲသို့ဝင်၍နေကြ၏ထိုလူဤနောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ဆို၏ သုံးညစ်သောဤလူမျိုး၌ထိုနည်းတူဖြစ်လက်တန်ဟုမိတ်တော်မူ၏ထိုသို့ပရိတ်တက်သူအားဟောတော်မူစဉ်တွင်မေတော်နှင့်ညီတော်တို့သည်နှုတ်ဆက်လို၍ပြင်းမာရက်နေကြ၏လူတစ်ယောက်ကလည်းမေတော်နှင့်ညီတော်တို့သည် ကိုတော်နှင့်နှုတ်ဆက်လို၍ပြင်းမာရက်နေကြပါ၏ဟုပြောပြီးကိုတော်က ငါအမိငါညီကအဘေသူနီးဟုမေးတော်မူ၏လက်တော်ကိုလည်းဆန့်၍တပည့်တော်တို့ကိုညွန်လျက်ဤသူတို့သည်ငါအမိငါညီပေသည်ကောင်းကင်ဘုံ၌ရှိတော်မူသောငါအဖာ၏အလိုတော်ကို ဆောင်တော်သူသည်ငါညီငါနမငါအမိ ဖြစ်သည်ဟုမိတော်မူ၏ ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ရှမသဲခရဝင်ခန်းကြီး7မှ7ထိဖြစ်ပါတယ်။ဈာနာယသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။